thank uh you -huh. မင်္ဂလာပါရှင်ခေတ်သစ်သတင်းဌာနကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်။သကိုင်းမန္တလေးတံတားဘော်ကစစ်စင်ဂိတ်တွေကိုစစ်ကောင်စီပြန်ရုပ်သိမ်းတဲ့အကြောင်းတင်ဆက်ပေးပါမယ်။သကိုင်းမန္တလေးတံတားရတနာဘုံမြေကူတံတားဘော်ကစစ်စင်ဂိတ်တွေကိုစစ်ကောင်စီကပြန်ရုပ်သိမ်းသွားပြီးစစ်သားတွေရောကြံနေသေးတယ်လို့ဒေသခံတွေကပြောပါရယ်။သကိုင်းတံတားတခြားဖွင့်ထားတဲ့ဂိတ်တွေမှာထွေအုပ်လာဝကရှေးစီပင်ပြူစော်တီနဲ့စစ်တပ်စတဲ့ဂိတ်ပေါင်းများစွာရှိပြီးဘန်ကာနဲ့ဝါတာဂိတ်တွေပြုလုပ်ထားတာလို့သိရပါရယ်။ကာသမားတွေကိုငွေတောင်း ကျန်းနာနမည်စုနဲ့ကြော်ကြားတဲ့ဒီဂိတ်တွေကိုပြီးခဲ့တဲ့တပတ်လောက်ကစစ်ကောင်စီမိန်နဲ့ပြန်လည်ရှုပ်သိမ်းသွားတယ်လို့သိရပါတယ်။ဂိတ်တွေတော့မရှိတော့ဘူးစစ်သားတွေတော့ရှိမယ်ထင်တယ်။မထင်ရင်မထင်လို့ကားပေါ်ကဆွဲချလာပြီလည်းရှိတယ်လူဒေသခံတအုပ်ကပြောပါတယ်။2021တစ်တက်အာနာသိမ်းပြီးချိန်ကစလို့မန္တလေးဘက်ကနေစကိုင်းတဒါအဝင်းနာပေါက်မှာစကိုင်းဘက်အဝင်းတဒါအစင်တီဂိတ်ပေါင်း၁၀ ဂိတ်ထက်မင်းရှိပြီးအဲ့ဒီဂိတ်တွေကငွေတောင်ကျန်းတာနာမည်အကြီးကျယ်ပြက်လာပြီးရင်နောက်စစ်တပ်ကခုလိုပိတ်သိမ်းလိုက်တာလို့သိရပါတယ်။ဒါပေမဲ့မန္တလေးဘက်မှာဆိုရွှေကျဲရဲ့ရွာနီကနေမော်တော်ယာဉ်ကြီးကျယ်ရေးဌာနမာယာကရင်ကစီးဖန်းတာရှိသလိုစကိုင်းဘက်မှာဆိုရင်မြို့မရက်ကွက်ကပြူစော်တီတွေကမြို့ရဲကလမ်းတွေမှာပိတ်ဆို့ဖမ်းဆီးတာတွေရှိတယ်လို့ဒေသခံတွေကပြောပါတယ်။ဆက်လက်ပြီးညောင်ကျိုးစခန်းအခြေအနေမကောင်းလို့စစ်ကောင်စီကကပ္ပစာ6ကိုအင်အား600ကျော်ပို့ထားပြီးပြည်သူများကိုထမင်းထုတ်ပို့ခိုင်းနေကြောင်းတင်ဆက်ပေးပါမယ်။ဘကူတိုင်းပဒံ မြို့နယ်ရှိစက်ကောင်စီရဲ့ညောင်ကျိုးတပ်စခန်းမှာတိုက်ပွဲပြင်းထန်နေပြီးစက်ကောင်စီကကပ္ပစဆက်ယုံများအတွက်စိုးရင်ရတဲ့အတွက်ကပ္ပစ6ကိုအင်အား600ကျော်ထပ်ပို့ထားကြောင်းသတင်းရင်းမြစ်တွေစင်ကတီးရပါတယ်။ ညောင်ကျိုးစခန်းကျသွားပါကကာဘာစာဆိုင်ယုံများကိုစင်ရင်ရောက်လာမှကိုစစ်ကောင်စီကအထူးစိုးရိမ်နေပြီး MSN ရှင်းစစ်တနန်းမှတင်နန်းသားတစ်တွေကိုကာဘာစာ၆တွင်ကိုအင်အားလုံးညင်းနဲ့ပို့ဆောင်ခဲ့တာဖြစ်ပါတယ်။အဆိုပါတိုက်ရင်ရတဲ့အတွက်စစ်ကောင်စီကရှိခါလုံလောက်မပြီးနိုင်တဲ့အတွက်အုပ်ချုပ်ရေးမှူးကဦးဆောင်ပြီးပြည်သူလူထုထံမှထမင်းတုပ်တွေတောင်းယူပြီးပို့နေကြောင်းဒေသခံနေစီကသိရပါတယ်။ငဏီဒူးချောက်သုံးကောင်နဲ့ထမင်းစားနေရတယ်ဆိုပြီးအုပ်ကြီးကဦးဆောင်ပြီးထမင်းတုပ်တွေပို့ခိုင်းတာလာမပို့တဲ့အိမ်တွေကိုသူကိုယ်တိုင်လိုက်ကောက်တဲ့တအားတက်ကြွနေတာဗျာလို့ ဒေသခံတရင်ရင်းမြစ်တွေကပြောပါရင်ညောင်ကျိုးတိုက်ပွဲတွင်ကိုလည်းမော်ဘီတရင်တုံးကမှစစ်ကောင်စီအင်အားရှာချပြီးပို့ဆောင်ထားပြီးလမ်းပိုင်းလုံခြုံရေးတွေမှာရှုခိုင်းထားကြောင်းသိရပါရင်စစ်ကောင်စီကညောင်ကျိုးကိုရိတ်ကပို့ဆောင်နိုင်ခြင်းမရှိတော့ဘဲအုပ်ရှိပင်မြို့တွင်မှဒေသခံတွေကိုအသာဟင်းတွေနဲ့ထမင်းထုံများနှိစင်ပို့ပေးဖို့ညွှန်ကြားနေကြောင်းဒေသခံတွေကဆိုပါရင်အုပ်ရှိပင်ရှိပြည်တော်သားရက်ကွက်ယတနာပုံနဲ့ရွှေပင်ရက်ကွက်တို့ရှိဒေသခံများထံမှတအိမ်လင်းထမင်းတထုံနှုံနဲ့အလင်းကြပို့ဆောင်နေရကြောင်းသိရပါရင်ပြည်တော်သား ရက်ွက်အုပ်ချုပ်ရေးမှူးဦးအောင်ကိုထံဒီသားကန်တွေကထမင်းတုပ်သွားပို့ထားပြီးအုပ်ချုပ်ရေးမှူးကစစ်ကောင်စီနဲ့ဆက်သွယ်ပြီးခါပိုနေကြောင်းဒီသားကန်တွေကပြောပါတယ်။ ပြီးခဲ့တဲ့မလ6ရက်နေ့ကစတင်ပြီးညောင်ကျိုးစခန်းကိုဒေသခံတွေကစူပေါင်းပြီးအလဲကြားထမင်းတုပ်ပို့ဆောင်နေရခြင်းဖြစ်တယ်လို့သတင်းမှဖော်ပြပါရှိပါတယ်ရှင်။စစ်အုပ်စုနဲ့ရုရှားတွေ့ဆုံမှုအတွက်တန်ခတ်မှုတွေထပ်တိုးအမြန်ချမှတ်ဖို့တောင်းဆိုရတဲ့အကြောင်းတင်ဆက်ပေးပါမယ်။အာနာသိန်းစစ်ကောင်ဆောင်ကစီးပွားရေးနဲ့လုံခြုံရေးပါဝင်ဆက်ဆံရေးပုံမှုနဲ့ဆိုင်လာစေဖို့ရုရှားနိုင်ငံမော်စကိုမြို့မှာတွေ့ဆုံမှုတွေလုပ်နေတာဟာစစ်ရာဇဝင်တွေကိုပို့တိုးလာစေဖို့လောင်စာဖြစ်တယ်လို့ Justice for Myanmar ကမလ၄ရက်နေ့မှာထုတ်ပြန်ပါတယ်။ဒါကြောင့်ရုရှားနဲ့မြန်မာစစ်အုပ်စုလိုဂျူးလို့ နေတဲ့ညာဆွေးမှုတွေကိုအဆုံးသတ်ဖို့နိုင်ငံတကာအနေနဲ့နောက်ထပ်တံခါးပိတ်ဆို့မှုတွေကိုညှိနှိုင်းဆောင်ရွက်ပြီးအလင်းမြန်ချမှတ်ဖို့လိုအပ်နေရလို့ Justice for Myanmar ကတောင်းဆိုထားပါတယ်မြန်မာစစ်ကောင်စားဗိုလ်ချုပ်မူဂျီမီအောင်လိုင်းကလူမျိုးတုံးတပ်ဖက်မှုနဲ့ဖန်ဝန်းထုတ်ခံရမှုအပြီးမှာရုရှားနိုင်ငံကိုတပတ်ကြာခီးစင်ဖြစ်သွားရောက်နေပြီးရုရှားသမ္မတပူတင်နဲ့တွေ့ဆုံမှာဖြစ်ပါတယ်ဆလတ်ပြီးအိန္ဒိယနိုင်ငံများအနေနဲ့ဖန်စီရရှိတဲ့မြန်မာနိုင်ငံသားတွေကိုစစ်ကောင်စီထံကိုပို့ဆောင်ခြင်းမှာတည်ရင်းပို့တဲ့သဘောဖြစ်နေလို့လူသားချင်းစာနာထောက်ထားကူညီဆောင်ရှောက်ပေးက ကြဖို့ NUG ကမြတ်တရခန့်နဲ့အကြောင်းတင်ဆက်ပေးပါမယ်။အိန္ဒိယနိုင်ငံများအနေနဲ့၎င်းတို့နိုင်ငံအတွင်းတရားမဝင်နေထိုင်လို့လူမှုနယ်ဖမ်းဆီးရရှိထားတဲ့မြန်မာနိုင်ငံသားတွေကိုစစ်ကောင်စီတံကိုပို့ဆောင်နေခြင်းမှာတည်ရင်းကိုပို့ဆောင်နေတဲ့သဘောဖြစ်ပြီးလူသားချင်းစာနာထောက်ထားစွာနဲ့ကုညီဆောင်ရှောက်ပေးဖို့မြို့သားညီညွတ်ရေးဆိုရာ NUG ကမြတ်တရခန့်လိုက်ပါတယ်။ဒီကနေ့ထုတ်လွှင့်တဲ့ပြည်သူလူထုနဲ့နိုင်ငံတကာကိုသတင်းစကားပြောကြားခြင်းငါးမြင့်ဆောင်၂025စီစဉ်မှာ၎င်းကအထက်ပါတိုင်းပြောဆိုလိုက်တာပါ။အိန္ဒိယနိုင်ငံတွေအနေနဲ့လည်းအကြောင်းမျိုးမျိုးကြောင့်ဖမ်းဆီးခံရ တဲ့မြန်မာနိုင်ငံသားတွေကိုအကြံဖက်စေယုံစုလက်ကိုပြန်လည်အနန်းချင်းကတေရီနဲ့ပြန်ပို့တဲ့သဘောဆောင်နေတာမို့မိမိတို့နိုင်ငံလိုက်ထုတ်ပြန်ထားတဲ့မိခင်နိုင်ငံကိုပြန်ပို့ခံရချိန်မှာအသက်အနည်းကြာရောက်နိုင်ပြန်ပို့ခြင်းကိုတားမြစ်တဲ့ဥပဒေညွှန်ကြားချက်များနဲ့လူသားချင်းစာနာထောက်ထားမှုကိုအလေးထားသောအဖြစ်ကူညီဆောင်ရှောက်ပေးကြဖို့အထူးမြတ်တာရက်ခံလိုပါတယ်။ဒါအပြင်ကျွန်တော်တို့နိုင်ငံရဲ့ခြားကိုရောက်ရှိနေကြတဲ့မြန်မာနိုင်ငံသားတွေအနေနဲ့လည်းသက်ဆိုင်ရာနိုင်ငံတွေရဲ့ထုတ်ပြန်ထားတဲ့ဥပဒေကိုလေးစားလိုက်နာကြဖို့သက်ဆိုင်ရာနိုင်ငံအလိုက်လူ့ဖွဲ့စည်းရေးရှင်ကျင်းမှုတွေစံနှုန်းတွေကိုလေးစားလိုက် င်လာပြီးတဟဆာတာဖြစ်အောင်နေထိုင်ကြဖို့အထူးတိုက်တွန်းလိုပါတယ်လို့ဦးနေဖုံးလက်က ပြောပါရယ်မြန်မာနိုင်ငံမှာစစ်တပ်ကအတ္တမစစ်သားစုဆောင်ခြင်းကိုတရားလက်လွတ်လုံဆောင်လာနေကြောင်းတနေ့အတွင်းအပတ်စဉ်ဆယ်ကုနီပါအတ္တမစုဆောင်ခဲ့တဲ့အပြင် ပေါ်တာဆွဲစဉ်အင်းကြီးချက်နိုင်ငံများမှာပြန်ပို့သူတွေကိုအတ္တမစစ်သားစုဆောင်ခြင်းအမျိုးသမီးတွေကိုပါအတ္တမစစ်သားစုဆောင်ဖို့စတင်လာခြင်းအကျဉ်းထောင်များမှာလူငယ်များကိုအတ္တမစစ်သားစုဆောင်ခြင်းလူငယ်များရဲ့နိုင်ငံတကာထွက်ခွာမှုကိုပိတ်ပင်ခြင်းနိုင်ငံတကာရောက်ရှိနေသူတွေကိုလက်ပါစေတန်ရုံတွေကတဆင်အကြက်ကင်ပြီးတိုင်းပြည်တွင်ပြန်လည်ဝင်ရောက်အတ္တမစစ်မှုတန်းစေဖို့ကြိုးစားခြင်းတွေကိုလှုံ့ဆော်လာကြောင်း NUG ကပြောဆိုပါရယ်အကြံဖက်စင်အောင်စုကအတ္တမစစ်သားစုဆောင်ထားသူတွေကိုလအနေငယ်ကန်စစ်တနန်တက်စေပြီးချက်ချင်းဆိုသလိုရှိတဲ့စစ်မျက်နှာတွေကိုစိန်လုခါ လူသားတိုင်းသပွဲအသုံးပြုနေကြောင်းအဲ့ဒီကိစ္စမှာနိုင်ငံနဲ့ချီပြီးကျူးလွန်နေတဲ့အဓမ္မအလုတ်ခိုင်းစီမှုအဆုံရွာဆုံးလူခွင့်ရေးချိုးဖောက်မှုတွေဖြစ်တဲ့အတွက်နိုင်ငံတကာလူခွင့်ရေးဆိုင်ရာဖွဲ့စည်းများအလုတ်သမားကြီးရာဖွဲ့စည်းများကလက်ပိုက်ကြီးမနေပဲထီရောက်စွာအရေးယူဆောင်ရွက်နိုင်ကြဖို့ NUG ကမြစ်တာရက်ခံပါတယ် အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့အကြံဖတ်စင်အုပ်စုရဲ့အတ္တမစစ်သားစူစာမှုတံကိုခံနေရတဲ့လူငယ်တို့ကိုသက်ဆိုင်ရာဝန်ကြီးဌာနများလိုက်တက်ဆွမ်းတများကူညီဆောင်ရွက်လျက်ရှိကြောင်းအတ္တမစစ်သားစူစာခံရပြီးနောက်တော်လိုင်းအင်အားစုများနဲ့ပူးပေါင်းလာသူများပြည်သူရင်ခွင်ခုလုံလာသူတွေကိုကြိုဆိုလက်ခံလျက်ရှိကြောင်း NUG ကထုတ်ပြန်ပြောဆိုထားတယ်လို့သတင်းမှဖော်ပြပါရှိပါရရှင် တိုက်ပွဲတွင်ပြင်းထန်နေတဲ့ကြာဖြူကိုတရုတ်ကြီးစားစစ်သားတွေရောက်ရှိလာတဲ့အကြောင်းတင်ဆက်ပေးပါမယ်။တရုတ်စီမံကိန်းများရှင်ရာကြာဖြူမျိုးနဲ့မှာတိုက်ပွဲများပြင်းထန်ဖြစ်ပွားပြီးရင်နောက်တရုတ်ကြီးစားစစ်သားတွေကြာဖြူကိုရရှိလာတယ်လို့သိရပါတယ်။စည်ရည်သတင်းတွေကိုလေ့လာသူဒေသခံတောင်းကသူတို့ကတရုတ်စစ်ဝန်ဆောင်နဲ့မဟုတ်ပဲမြန်မာစစ်တပ်ဝန်ဆောင်နေဝတ်ပြီးအသွင်ပြောင်းပြီးပို့ထားတာစစ်တပ်ဘက်ကဝင်ကူပြီးအေအေကိုတိုက်ဖို့လားတရုတ်စီမံကိန်းတွေအတွက်လုံခြုံရေးယူဖို့လာတာလားသိကြမပြောနိုင်သေးဘူး။ စနိုက်ပါသမားတွေလည်းပါရင်လူတရင်ထွက်နေတယ်လို့ပြောပါရင်သူတို့ကိုကြောက်ဖြူမျိုးနဲ့တစ်ပုတ်တောင်းချီဆိုင်တညောင်ရီရီတပ်ဌာနချုပ်နီးမှာအရခတ်တတော် A နဲ့စကောက်စီတို့တိုင်ပွဲပြင်းထန်ဖြစ်ပွားလာပြီးရဲ့နောက်ဖေဖော်ဝါရီနောက်ဆုံးပတ်ကကြောက်ဖြူကိုလေချောင်းကတဆင်ပို့ဆောင်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်ဖေဖော်ဝါရီ29ရက်နေ့ကရန်ကုန်လေးစိတ်ကနေတဆင်ကြောက်ဖြူကိုတရုတ်ချင်းစာ25ရာကိုပို့ဆောင်ခဲ့တယ်လို့စကောက်စီနဲ့နှိစက်တဲ့အတိုင်းဝိုင်းကိုကိုကပြီးတရင်မှာဖော်ပြထားပါတယ်ဆက်လက်ပြီးစကောက်စီတပ်ဖွဲ့ဝင်18ဦးတင်ဆောင်ခဲ့ပြီးစကား20 ီကိုမီရှုံနိုင်ငံကလက်နက်နဲ့ခရင်အများပြားရရှိခဲ့တဲ့မုံရွာမန္တလေးလမ်းဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။စစ်ကောင်စီတပ်ဖွဲ့ဝင်18ဦးသေဆုံးခဲ့တဲ့မုံရွာမန္တလေးလမ်းပိုင်းတိုက်ပွဲမှာစစ်တပ်ကခီးတယ်များနဲ့ခီးတယ်တင်ကားကိုတစားကန်လုပီးတိုက်ခိုက်ခဲ့မှုကြောင့်ကလေးငယ်တအုပ်ပါဝင်ခီးတယ်သုံးဦးသေဆုံးခဲ့ရကြောင်းချုံမိုင်မန်းရင်းမပင်မျိုးနဲ့မဟာမိတ်တပ်ပေါင်းစုမှတာဝန်ရှိသူတအုပ်ကပြောပါတယ်။မလလီရနေညနေ3:30မိနစ်ချိန်မုံရွာမျိုးတွင်မှထွက်လာတဲ့တံပြားကကစစ်ကား20ကိုမုံရွာမန္တလေးလမ်းပိုင်းတနေရာမှာမဟာ မိတ်တော်လိုင်းတပ်ပေါင်းစုတွေကတိုက်ခိုက်ခဲ့ကြောင်းစစ်ကောင်စီရဲ့တံပြားကဂျမ်းမာကားကိုမိုင်းဆွဲတိုက်ခိုက်ရာအဆိုပါကားမှထွန်းရက်သွားပြီးဂျမ်းစစ်ကားတစ်စီးမှလည်းလက်နက်ခဲယံငယ်များနဲ့ပစ်ခတ်ချိန်ပြက်စီးခဲ့ကြောင်းအပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားပြီးရနောက်တိုက်ပွဲအတွင်းချောင်းမြို့နယ်စိုက်ကွင်းရုံးနဲ့မြပလိုင်းစစ်တပ်အထိုင်စခန်းက120မမလက်နက်ကြီးတွေနဲ့ပစ်ကူပေးခဲ့ကြောင်းအနောက်မြောက်တိုင်းစစ်ဌာနချုပ်မှအင်ဂျင်တပ်လေဒီများနဲ့လေကြောင်းပစ်ကူပေးခဲ့ကြောင်းသိရပါတယ်တိုက်ပွဲအတွင်းဒုတိယဗိုလ်တော်ဦးပါဝင်း18ဦးတင်ဆောင်ပြီးတော်လိုင်းတပ်ပေါင်းစုဘက်မှလည်းရဲဘော ဘော်တုံတန်ရန်ရရှိကြောင်းစစ်ကားနှစ်စီးကိုမီးရှို့ရှင်းလင်းနိုင်ခဲ့ပြီး ME1 လေးလက် ME3 တလက် ME11 တုံးလက် G3 တလက် G1 တလက်60မမစင်ပြောင်းတလက်40မမစုံလဲတလက်ကြီးပေါမျိုးစုံ22ပေါင်းရရှိခဲ့ကြောင်းသိရပါတယ်အစိုးမတိုက်ပွဲတွင် စစ်ကူစစ်သားများကခီးတဲ့တင်ကားများနဲ့လိုက်ပါပြီးခီးတဲ့များကိုတစားကန်ဖြင့်တိုက်ပွဲအတွင်အသုံးပြုခဲ့ကြောင်းတော်လိုင်းတပ်များကကဲထုတ်ခဲ့တဲ့ခီးတဲ့များနဲ့မှခီးတဲ့သုံးမှစစ်တပ်ကပြစ်ခတ်တဲ့လက်နက်ကြီးကြီးထိမှန်ပြီးတိုက်ဆုံခဲ့ကြောင်းသိရပါတယ်။တိုက်ဆုံခဲ့တဲ့အရက်သားတွေကတပ်ကတစားကန်လုတာပါစစ်သားတွေကခီးတဲ့တင်ကားတွေနဲ့လိုက်လာတဲ့ကျွန်တော်တို့ကခီးတဲ့တင်ကားတွေပေါ်မှာတက်စစ်ပြီးပြည်သူတွေကိုတွေ့လို့ကဲထုတ်လာတာအဲ့ဒီချိန်မှာမြပလင်းအထိုင်းစခန်းကနေလက်နက်ကြီးတွေနဲ့ပြတ်တဲ့အဲ့ဒီမှာထိမှန်တိုက်ဆုံကုန်တဲ့ဂျန်နေခီးတဲ့အရက်သားတို့ကို ကားပေါ်ကနေတိုက်ပွဲအေရိယာပြင်ပတ်ကိုထုတ်ပြင်းခဲ့တယ်လို့ချိုမိုင်မိုင်ရှင်မပင်မြို့နယ်မဟာမိတ်တပ်ပေါင်းစုမှတာဝန်ရှိသူတအုပ်ကပြောပါရယ်စစ်တပ်ရဲ့ပြစ်ခတ်မှုကြောင့်ဒေသသူပြည်သူသုံးဦးမှာအသက်50ကျော်အရွယ်မျိုးသမီးတအုပ်နဲ့မုံရွာမျိုးမှာအသက်28နှစ်အရွယ်မေတရပီဦးနဲ့အသက်3နှစ်အရွယ်မက်ခီယန်ထတ်တို့ဖြစ်တယ်လို့သတင်းမှဖော်ပြထားပါရှင်